ငပူရေဟောငပူမင်းစီုံကအကြံလေးနည်းနည်းပေးကြတော့အဲ့ဒါဘာလဲဆိုတော့မင်းတို့စစ်တပ်ကလေထွက်ထွက်နေတဲ့စစ်ကြောင်းတွေကိုလေအောင်စရာစစ်ကြောင်းဘရင်တော်စစ်ကြောင်းကြံစစ်သားစစ်ကြောင်းမို့အဲ့လိုစောက်ကြီးစောက်ကြီးတွေနာမည်ပေးပြီးတော့နိုင်တာလည်းမဟုတ်ဘူးတလားအဲ့ဒါလိုနာမည်တွေပေးတာတဲ့စရရင် ငါတို့ပြည်သူလူထုတွေနားလေလွယ်အောင်ကွာဥမာတေစင်းကောက်တဲ့ခါကျရင်ဘယ်နှကောင်သိွားပြီလဲဆိုရင်ငါတို့ပြည်သူလူထုကဘယ်စစ်ကြောင်းကသိတယ်ဆိုတာလေနည်းနည်းလေးနားလေလွယ်အောင်သမင်းအချက်ညာပေးချင်တယ်ငါပူအဲ့ဒါရိုးရိုးလေးကွာမရိုးရိုးလေးမလုပ်ပါမင်းအဆိုင်နေမလုပ်နဲ့ဘာလဲရခိုင်ဘက်ကိုသွားမယ်စစ်ကြောင်းရခိုင်မုတ်ဒီစစ်ကြောင်းအဲကြရားဘက်ကိုသွားပြီလားကယန်းဝတ်ဦးကြောင်းစစ်ကြောင်း ကချင်ဘက်ကိုသွားပြီလားစာဖြေစစ်ကြောင်းချင်းဘက်ကိုဆိုရင်စာဘူးဒီစစ်ကြောင်းကရင်ဘက်ဆိုရင် လောအလောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့เนาะဒုံဆန်တိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာဒီကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာပထမအုံဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့เนาะအောင်စေရစစ်ချောင်းကနေเนาะအလင်းဝင်လာတဲ့တကြလာကျွန်တော်မမှမီဘူးเนาะသူတို့ကเนาะစစ်ခွေးကိုပြန်ချမယ်တဲ့နားထောင်ကြည့်ကြည့်အောင်နားထောင်ကြည့်ကြည့်အောင်ထိုင်းမှာနေဆက်ကများရီမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒုစက်ကောင်းဆောင်ဒုတိယပူဇော်မူကြီးစိုးဝင်းကိုရိုင်းကိုကဲတဲ့ အောင်စရာစစ်စင်ရေးဟာအခုဆိုရင်တစ်နှစ်ကျော်ကာလကိုရောက်ရှိလာခဲ့ပါပြီ။နိုင်ငံတော်အစစ်စစ်စင်ရေးဖြစ်တဲ့အတွက်နှစ်လအတွင်းအပိသက်အောင်မြင်မယ်လို့အယုံသွင်းပြောဆိုခဲ့တယ်လို့နှစ်လအတွင်းနေဆက်ကုံသွေးရေးလမ်းကြောင်းကိုဖွင့်နိုင်မယ်လို့လည်းကြေညာခဲ့တယ်လို့အဲ့ဒီစစ်ကြောင်းကနေအကြမ်းမဖက်အာဏာပိဆိုင်ရေးလှုပ်ရှားမှုစီးရီးယားမှာပါဝင်လာသူတွေကဆိုပါတယ်။ပထမအရင်တော့ ်ရင်တော့ဟိုစပြီးတော့စစ်တောင်းဒီကိုစထိုးတဲ့အချိန်တွေကကျွန်တော်တို့ကျွန်တော်တို့ဒီစစ်စင်ရေးကိုဟာတိုက်ဖို့ခိုက်ဖို့တော့မဟုတ်ဘူးဒီမှာလမ်းကြောင်းဖောက်ဖို့ဆိုပြီးတော့မှဟိုမကြဘူးဟိုတပတ်ပေါ့ဟာတလားနှစ်လားပေါ့အဲနှစ်လားဆိုလို့ရှိရင်တို့ပြီးပြီပေါ့ဒီပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီသင်္ကန်းကြီးနောင်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကကျွန်တော်တို့လမ်းဖောက်တဲ့လမ်းကြောင်းကပြီးပြီဆိုပြီးတော့မှတို့ကပြောတာပေါ့မကြပါဘူးဆိုပြီးတော့မှကျွန်တော်တို့လိန်ပြီးတော့ဒီဘက်ကိုဆွဲတင်တာအင်းအဲ့ဒီအောင်စရာစစ်ကြောင်းမှာဆိုရင် လောက်ကင်မှာလက်နက်ချခဲ့တဲ့တပ်တွေကတပ်သားတွေလည်းအများအပြားပါဝင်ခဲ့ပြီးဒုတက်ကျက်အောင်ကိုဝင်းရဲ့ရွှေညောင်အခြေဆိုင်ခလာရ94တရင်လည်းအပါအဝင်ပါလောက်ကင်ကနေပြန်ရောက်ရောက်ချင်းမိသားစုနဲ့အချင်းကြာကြီးနေခွင့်တော်မရပဲအောင်စရာဆစ်စင်ရေးကိုဆစ်လွတ်ခံခဲ့ရတာလို့လည်းသူကဆိုပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလကသူနဲ့သူ့လက်အောက်ကတပ်သား3ယောက်တို့ဟာကော့ဘရာစစ်ကြောင်းနဲ့ချိတ်ဆက်ပြီးလက်နက်နဲ့တကွာအလင်းဝင်လာခဲ့ပါတယ်တကယ်တော့မြောက်ရီနဲ့ကော့ဂရိတ်ကြားခရီးက ကားနဲ့သွားရင်တနအီဝင်းကျင်လောက်သာကြာမြင့်ပေမဲ့တနစ်ကျော်ကြာတဲ့အထိအောင်စရာစစ်ကြောင်းကတော့ဒေါနာတောင်ကိုမကျော်နိုင်တာဟာလက်နက်နဲ့ရိတ်ခါထောက်ပံ့မှုစနစ်မကောင်းမွန်တာကြောင့်လို့စီဒီယမ်စစ်သားတွေကပြောပါတယ်။သူတို့ကသူတို့ခိုင်းနေတာဖြစ်တယ်ထောက်ပံ့မှုတော့ကြာရန်အားနေတယ်ကျွန်တော်တို့ဆိုရင်အရှိကိုမတရားကြီးတင်းတွန်းလွတ်တယ်တွန်းလွတ်ပြီးကျင်နောက်ကနေပြီးတော့ရှေးခါတို့ဘာလို့ထောက်ပံ့တာပါညာကြတော့မလာဘူးအခုလက်နက်ကြီးပဲအရှိမှပြစ်ကြတယ်လက်နက်ငယ်ပဲပြစ်ကြတယ် အဲ့ချိန်မှာကြည်တန်ခရမ်းတော့ဆိုတော့သူတို့မပုတ်ပေးနိုင်ဘူးသူတို့တင်ကြရတယ်ကျွန်တော်တိုင်မှုလို့ပြောဆိုသူတို့တင်ကြရတယ်တင်ကြရတဲ့ချိန်ညာသူတို့ကဘာပြောလဲသူတို့အနောက်မှာလဲသူတို့ကအားတဲ့တရင်မရှိဘူးလို့ပြောတယ်အဲ့လိုရက်ချိန်ကြီးပြေးတယ်ခုနောက်မှဆိုကျွန်တော်တို့ဒီဘက်ကိုလာတဲ့ချိန်ကြီးပြောကြာကျွန်တော်တို့ရိတ်ခါမပို့လားတလကြော်ကြော်ပို့ရိတ်ခါမပို့ကျွန်တော်တို့ကဆံကြိုးတောက်လဲငါပြောဥစားအဲ့လိုပဲနေလာခဲ့တယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီဘက်ကိုပဲကူးကြောင်းလာခဲ့ကြတယ်အောင်စရာစစ်စင်ရေးတနစ်ပြည့်တဲ့အချိန်မှာစကောက်စစ်တပ်ကပြူဟာမှုတယောက် တရရင်မှုလျောက်အပါဝင်ချက်ပေါ်ဝင်900ကျော်တည်ဆုံးခဲ့ပြီးဖြစ်တယ်လို့ကော့ဘရာစစ်ကြောင်းရဲ့ထုတ်ပြန်ပြောဆိုချက်အရသိရပါတယ်။အလင်းဝင်လာတဲ့တူတက်ချက်အောင်ကိုဝင်းတို့ဟာလက်ရှိမှာဆိုရင်စက်ကောင်စီကိုပြန်လည်တိုက်ခိုက်ဖို့ကော့ဘရာစစ်ကြောင်းမှာစစ်တင်တန်းပြန်လည်တက်ရောက်ပြီးပါပြီ။တတိယကောင်ဟုတ်ကျွန်တော်ဒီဘက်ကိုလင်းလာဝင်ပြီးတော့ဟိုဘက်ကိုပြန်ပြီးတော့တိုက်ရမယ်ဆိုတာဟိုလူကြီးတွေသူတို့ဟာပေါ့အုတ်ချုံမှုစနစ်တွေကအဆင်မပြေဘူးပေါ့ ကျွန်တော်ကကိုဘိုးပဲကိုကြည့်နေကြပြီးတော့မှကျွန်တော်တို့ကအဲ့ဒါကြီးအဲ့စနစ်ကြီးကိုကျွန်တော်ကမကြိုက်ဘူးမကြိုက်လို့ဒီစစ်ကောင်စီကိုကျွန်တော်လုံးဝဒီသူတို့အုပ်ချုပ်မှုစနစ်ကိုမကြိုက်တဲ့အတွက်ကျွန်တော်ဒီဘက်ကိုအလင်းလာဝင်ပြီးတော့မှဒီကောင်တို့ပြန်တိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ဆုတ်ဖြတ်ချက်ချလိုက်တော့ကျွန်တော်ကတမန်ကတော့ဒီကျွန်တော်တို့အောက်လက်အောက်ငယ်သားရေဆိုလို့ရှိရင်တစ်ချက်မှဟိုပြန်ကြည့်ဦးသူခိုင်းနေတာတော့ပဲသိတယ်သူစားဖို့တောက်ဖို့ကျွန်တော်လည်းစီစဉ်ပေးမယ်စီစဉ်ပေးမယ်ဆိုပြီးတော့ဘာမှလည်းဟိုမဖြစ်မြောက်ဘူးပေါ့ 2025ခုနှစ်မတ်လကနေစပြီးအောင်စရာစစ်ကြောင်းကိုစုဖွဲ့မှုအသစ်တွေပြုလုပ်ခါဆက်လက်ထိုးဖောက်နိုင်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။တရုတ်ထုတ် drone တွေလက်နက်ကြီးပြုတ်ကူတွေရဲ့အားကိုယူပြီးရှစ်တက်ဖို့ကြိုးပမ်းနေပေမယ့်စစ်တပ်အင်အားပြက်ပြားနေတဲ့စစ်ကောင်စီတပ်ကအနိုင်ရစရာအကြောင်းမရှိဘူးလို့ CDM စစ်သားတွေကဆိုပါတယ်။သူတို့ကိုယ်တိုင်ခုံပေါ်မှာထားပြီးတော့သူတို့အမိန်ပေးပြီးတော့သူတို့ကိုယ်တိုင်လောက်ရတာမဟုတ်ဘူး။အောက်မှာလောက်ရတဲ့လမ်းအောင်ငယ်သားတို့သူတို့ကတော့မင်းတို့ရအောင်တဲ့ မင်းတို့တည်တည်မတည်တည်ရောင်းတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကခိုင်းတယ်။ဒါနဲ့သူတို့ဘယ်လောက်ကြီးပဲခိုင်းခိုင်းဘယ်လောက်ကြီးပဲအင်အားတက်တက်သူတို့တော့ကနိုင်ွက်မရှိပါဘူး။အင်းစောပုန်ဟင်းကြားတယ်နော်စောပုန်ဟင်းကြားတယ်နော်သူခဏခဏပြောတယ်အဲ့အော့ကတူတွေကမတင်ပြရဲလို့နော်သူတို့ပြောတာနော်တင်ပြတယ်ဒါပေမဲ့ရိခါလည်းမလာဘူးလက်နဲ့လည်းမလာဘူးစောပုန်ဟင်းကြားတယ်နော် Okay ပေါ်မှာစောပုန်ဟင်းရဲ့နော်တတိလေးကိုပဲနားထောင်ကြည့်ကြည့်အောင်နော်နားထောင်ကြည့်ကြည့်အောင်ခိုလန်ပေါ့နော်ခိုလန်နေပြီးတော့အခုညီတောင်းတာအခုရေးတဲ့ခိုလန်မှာနှလုံးတိုင်တွေကအရမ်းများတယ်တဲ့ရေးကမဖမ်းဘူးတိုင်ရင်လည်းမဖမ်းဘူးတဲ့အခုဒိုင်တွေကဖုံးနဲ့အလုတ်ကြတယ်တဲ့ဒိုင်အကြီးစားတွေကားတဲ့နမ်မီမသိအောင်နဲ့နာမည်မသိအောင်ပေါ်ခိုလန်မိသက်ယုံချေကအိမ်မှာကိုဖုံးနဲ့နော်အခုခိုလန်မှာဘွားပြက်နေတဲ့လူတွေတအားများတယ်တဲ့ KTV ကဒုက္ခပြတာတမျိုးတဲ့ နှလုံးသုံးလုံးကတစ်မျိုးနဲ့ကလေးလူကြီးအကုန်ပျက်စီးနေတယ်တဲ့ကိုဘုံပဲစပီကာတရားအနေနဲ့ကူညီနိုင်မယ်လို့ကျွန်တော်ကကိုဘုံပြောကိုဘုံကိုပြောရတာဖြစ်ပါတယ်တဲ့နော်ခိုးလန်ရေနံချောင်းသမင်းဆိုင်မှာရောင်းနေတယ်ကိုဘုံနဲ့ရဲတွေလည်းတည်တယ်တစ်မျိုးလုံးမဖမ်းဘူးတဲ့ပေါင်းစားတယ်မနဲ့ဆိုရင်ရက်ွက်တိသမင်းကျော်ဆိုင်မှာရောင်းကြတယ်တဲ့ရေနံချောင်းသမင်းဆိုင်မှာရောင်းတယ်တဲ့နော်ဒါကတော့ခိုးလန်ပေါ့နော်ကြည်ကြက်လည်းလောက်ကြအောင်ငါရှင်တို့နော်ကိုဘုံနဲ့၃လေးလေးအမြောက်တက်စကန်ဆိုးရင်ရပါတယ်တဲ့နော် နောက်တစ်ခုကတော့ကိုဘုံနဲ့ငထိုးကြီးပိရိယတွေဝင်ဆောင်တော့မယ်တဲ့အင်အားများတယ်တဲ့ငထိုးကြီးမျိုးနဲ့မျိုးပတ်ဝင်ကြီးမှာနေရာယူရတာအများကြီးလို့မျိုးကံတငယ်ချင်းကပြောတယ်တဲ့ငထိုးကြီးမျိုးကိုပိရိယတွေဝင်ဆောင်တော့မယ်တဲ့နော်သတိထားကြအင်းကောင်းနော်အင်းတော်ရွာမှာဆော့ခွာလာတော့ KIA PDF အကြမ်းဖက်များသည်တဲ့ဖောင်းပြင်းမျိုးနဲ့ကောက်စားရွာသို့ဆန်နှပင်းကားနှစ်စီးဖြင့်ရောက်ရှိလာကြပြီး ဖောင်းပြင်ကိုတိုက်ရန်ပြင်ဆင်နေကြပြီးဖောင်းပြင်အရှိကံဆယ်ကြောင်းရွာမန်မောရွာမင်းရွာမင်းရရွာတယောင်းရွာဇောင်းကလောရွာလက်ပန်သာရွာတောင်းတို့ရွာစသည့်နေရာများ၌စုဝေးနေကြပြီးတက်ဆိုင်ရာအကြီးအကဲများတာဝန်ရှိပုဂ္ဂိုလ်များတင်ပြသတင်းပေးပါတော့လေအကြံဖတ်များဟာဘာတစ်ခုမှလုံဆောင်ခြင်းမရှိပါဘူးတို့ဖြစ်ပါ၍ဖုံးမင်းဖောင်းပြင်စသည့်နေရာများ၌နိုင်ငံတာဝန်ကောင်းများလိုအပ်လျက်ရှိနေပါကြောင်းတာဝန်သည့်ပြည်သူတယောက်အနေနဲ့အဘကားချုပ်ကြီးသိစေရန် ကိုဘုံမတစေတင်ပြပေးစီလိုပါတယ်တဲ့နော်အပြစ်ကရထားတဲ့ရက်ကတော့ပြီးသွားပြီတဲ့တတ်မှတ်ထားတဲ့ရက်တွေမှာလည်းတက်ရဲတွေတက်ခိုက်ခံရတယ်တကြံမှာလည်းဇောင်းတွေထားလို့လက်နက်တွေတကားကားတွေနဲ့ဆိုင်ကလေးတဝီဝီသွားနေကြတယ်တဲ့မလိုင်မြို့နဲ့တောင်သားနဲ့မြင်းညံနဲ့နှထိုးနဲ့မကွေးတိုင်းမကိုးတိုင်းတွေအဆိုးဆုံးပါတဲ့ကိုဘုံလည်းတွေ့မှာပါတဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းအဆိုးဆုံးပါတဲ့နာဇာကကတဘာဝဘေး အရေးတွေးမှအားဆိုင်လုပ်နေတာပါတဲ့ဒါပေမဲ့အောက်ခြေဝန်ထမ်းကောင်းတွေကတော့ခကြီးမပေါဘူးဖြစ်နေတယ်တဲ့အခုလဲတဲ့ရွေးကောက်ပွဲတွေပြင်ဆင်နေတဲ့ရှမ်းမြောက်လာချိုတရင်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပြည်ရဲ့တွေးချင်းတဲ့ရခိုင်ကိုအပြက်ကင်မှရတော့မယ်တဲ့မပြတ်သားလို့မရတော့ဘူးတဲ့ငင်းချမ်းရဲ့တွေ့ဆုံဆွေးနွေးပွဲရတဲ့အချိန်ဆွေးနွေးရမယ်တဲ့ရွေးကောက်ပွဲမတိုင်ခင် PDF တွေကိုအမျိုးမျိုးဒုက္ခပေးကြမှာမလွယ်ဘူးတဲ့ PDF တွေကခုလဲပန်းစည်းတက်ပြတာတွေနေရာအနှံပြားမှာရှိနေတယ်တဲ့ ခုတင်ပြထားတာတွေ PDF ဂျမ်းဘက်တွေမှာရွေးကောက်ပွဲအောင်မြင်မဲ့ခုလဲတပူပေါ်နပူစင်းအေးချင်းအရေးမှာ USA နဲ့ဘင်္ဂလားကဝင်ရှုံးမဲ့သတင်းတွေမှာပြန်လာတော့ပို့ဆိုရင်ရပါလေတဲ့ဒါကြောင့်နာဆာကကြီးကိုတိအောင်ပြောပေးပါတယ်နိုင်ငံတော်ညင်ဝတ်ပြပြအောင်တဲ့ဘောမာလီကနော်တရုတ်ကြောင့်လာဆိုသူတို့ရတဲ့အတွက်ကြောင့်ပြောကြပေမဲ့နော်မပြောကြနဲ့အုံးဘွဲကမပြီးသေးဘူးโอเคဒီအကိုရဲ့နော် စစ်ကွီအချမ်းပေးရတိမကာကွေယူစီချုပ်ငါပုထန်တို့အချမ်းပေးစာနော်နားထောင်ကြည့်ကြအောင်နားထောင်ကြည့်ကြအောင်အေးသူမြန်မာနိုင်ငံဟိုကာကွေယူစီချုပ်ဆိုတဲ့ငါပုရေဟောငါပုမင်းစုံကအချမ်းလေးနည်းနည်းပေးချင်အောင်အဲ့ဒါဘာလဲဆိုတော့မင်းတို့ဟိုစစ်တပ်ကလေထွက်ထွက်နေတဲ့စစ်ကြောင်းတွေကိုလေ အောင်စရာစစ်ကြောင်ဘရင်နောင်စစ်ကြောင်ကြံစစ်သားစစ်ကြောင်မို့အဲ့လိုစောက်ကြီးစောက်ကြဲတဲ့နာမည်ပေးပြီးတော့နိုင်တာလည်းမဟုတ်ဘူးတလားအဲ့လိုနာမည်တွေပေးတာတဲ့ဆရင်ငါတို့ပြည်သူလူထုတွေနားလေလွင်အောင်ကွာဥမာတည်စင်းကောက်တဲ့ခါကျရင်ဘယ်နှကောင်သိွားပြီလဲဆိုရင်ငါတို့ပြည်သူလူထုကဘယ်စစ်ကြောင်ကသိတယ်ဆိုတာလေနည်းနည်းလေးနားလေလွင်အောင်အမေအချက်ညာပေးချင်တယ်ငါပူ အဲ့ဒါရိုးရိုးလေးကွာမရိုးရိုးလေးမလုပ်ပါမင်းဆိုင်းနေမလုပ်နဲ့ဗာလေရခိုင်ဘက်ကိုသွားမယ်စစ်ကြောင်ရခိုင်မုတ်ဒီစစ်ကြောင်အင်းကြားဘက်ကိုသွားပြီလားကရန်ဝက်ဦးချောင်းစစ်ကြောင်ကချင်ဘက်ကိုသွားပြီလားစာဖြေစစ်ကြောင်ချင်းဘက်ကိုဆိုရင်စာဘူးဒီစစ်ကြောင်ကရင်ဘက်ဆိုရင်တာလပိုးစစ်ကြောင်ရှမ်းမြောက်ဆိုရင်ရှမ်းခေါက်ဆွဲစစ်ကြောင် ပြီမဟုတ်ဆိုရင်မုံဟင်ကစစ်ကြအဲ့လိုလေးတွေကွာပြည်သူလူထုမှတ်ရလွယ်အောင်ပေးပါကွာအဲ့ဒီကကြမှာတို့ကလည်းတတိယနေ့ဖတ်တဲ့ကကြရင်ဟောဘေးစစ်ကြောင်ကဘလောက်သေးွားဥမာဆိုရင်ကွာစာပူးစီစစ်ကြောင်ကဘလောက်သေးွားဆိုတာအချင်းပတ်ကောင်လေးတက်ွားတဲ့ကောင်လေးရှောပါပြီအဲ့ခါကျတော့မင်းတို့စီမှာရှိတဲ့တက်ရင်မှကြံခဲ့တဲ့ဟိုမုံဆူမအလောင်းလျာလေးတွေလည်းကောင်းကောင်းသိရတယ်ဟာငါယောက်ျားအချင်းပတ်ဆိုငါယောက်ျားပါလောက်တယ်အဲအဲ့လိုမျိုးပေါ့ကွာမင်းကလည်းအဲ့လိုမျိုးလေးလွယ်လွယ်ကူကူလေးသိအောင် ငါအခုပြောသလိုမျိုးလွယ်လွယ်ကူကူနာမည်လေးတွေပေးပေးပါလို့အချံပေးတာပါဟုတ်တယ်လေကွာရခိုင်ဘက်ကိုသွားတယ်ဟာရခိုင်မူရိစစ်ကြောင်ပါဖြစ်ဘလောက်ကြောက်သွားပါပြီလို့အဲ့လိုပြောလိုက်တဲ့အခါကျရင်ဟာဘလို့မဆိုဘာလို့ပြည်သူလူထုလည်းသိရလွယ်တယ်ကွာဟာရခိုင်မူရိစစ်ကြောင်ရခိုင်မတက်သွားတဲ့စစ်ကြောင်ကောင်းနေဘယ်နဲ့စစ်ခွေးတွေဘယ်နဲ့ကောင်ကြောက်သွားပြီအဲအဲ့ဒါလိုပဲမင်းတို့စစ်တပ်ထဲကဒီမုတ်ရှုံမအလောင်းထရလေးတွေဟဲသွားပြီးဟဲရခိုင်ဘက်ကိုစစ်ကြောင်ဟဲရခိုင်မူရိစစ်ကြောင်ငါယောက်ျားပါတယ်ပြည်ပြမြီး အာငါနောက်တစ်ယောက်ထပ်ယူရအောင်မသူလည်းအဆင်သင့်ဖြစ်တော့ပေါ့ကွာဟုတ်တော့လားငါပြောတာပြင်ဆင်ရင်ရတော့ပေါ့အဲ့လိုလွယ်လွယ်ကူကူနာမည်လေးတွေမှဲ့ပေးစေချင်တယ်ငါပူရအောင်စိတ်မဆုံးတော့မင်းရလဲအကြံပေးတာအဲ့အဲ့လိုလေးပြောင်းအဲ့လိုလေးပြောင်းတို့မှမင်းစောက်ကြီးစောက်ချဲတွေမင်းပြောတော့ငါတို့အမှတ်ခက်တယ်ကွာနောက်ပူအေးအေးအေးအကြံပေးတော့ပေါ့ โอเคตาลีก็เนาะ หาตาหมอกกูเตชาหน้าถองจาบาลูกเนาะสิกองสิยะทุบเดตะรินบ่เนาะ PDF ดิเนี่ยตุลัยไอ้อภွက်ดิเบอภွက်กูไม่สู้เบเนียมาไม่สู้ไปส่งสุรินเลยสุรินตะรินบ่ดิตะรินถั่วละหาอันดันเส้นมันซาเสียก้องเลยบ่เนาะตะเกร้อ PDF ดิกูสกาเนี่ยแท้ไม่เปลืองจินซงกะสิกองสิဖြစ်တယ် PDF ดิกูเนาะလူยาไม่ตื้นจินซงกะสิกองสิဖြစ်တယ်ဒါပေမဲ့တပြေးပြေးလဲဒီလေးနေမှာအာနာသိန်းခါသာစာပြီးမင်းတို့ ပီအက်တွေကိုဘယ်လိုလုံးလိုက်မှာလို့အချိန်တိုင်းဘယ်လိုဖြစ်သွားမှာလို့လို့ဟောခဲ့တယ်ဘောမတတိုင်းနဲ့နော်ဒီဝန်ကြီးချုပ်များဟိုဘုံမူးကြီးအစင်အောင်ရှိတဲ့လူများကလည်းတစ်ချိန်လုံးကတော့အဲ့ဒီလိုမျိုးပြောခဲ့ကြပါပဲအခုနောက်ပိုင်းမှာပီအက်တွေကိုစကားရင်းမဖြစ်မနေထည့်ပြောလာရတဲ့အခြေအနေပေါ့နောက်ခုကခုရက်ထဲမှာထုတ်လိုက်တဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ကိစ္စကလည်းပီအက်တွေလည်းပါမယ် เนาะအားလုံးပြေဆုံးဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးထုတ်တာပေါ့ဒီလိုမျိုးတည်င်းကိုတို့မထုတ်ချင်ပဲထုတ်ရတာဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားရတာဒီတည်င်းကိုမဟုတ်ပါဘူးဒီတည်င်းပါကြောင့်ထွက်လာတည်င်းဆိုတော့စိတ်ကြတာပါအဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ပြီးသုံးသပ်ကြည့်မယ်ပေါ့ရှင်เนาะဒီမျိုးနယ်တွေကိုเนาะတောက်လျှောက်တောက်လျှောက်သိမ်းနေတယ်နောက်တစ်ခုကဒီအာရုရှားကိုကတ်တယ်နော်တရုတ်ကိုကတ်တယ်အခုကတ်ပြီးတော့မှနော်အခုညတောင်းပြီးတော့မှဒီလာရှိုးပြန်ရဖို့အတွက်စူးစမ်းရတယ်အဲ့ဒီအချိန်မှာဒီရုရှားကလည်းပါလာတယ်ပေါ့နော် အဲ့ဒီချိန်ကာလတုန်းကတော့ဒါမြောက်လိုင်းကမျက်နှာကြီးပြုံးပြီးပြီးတော့အဲ့လိုကြီးပေါ့ရှင်နော်ဟုတ်အရန်ကျင်းနေတဲ့ပုံစံကြီးတွေ့ရတယ်အဲ့ဒီလိုပဲသူ့ရဲ့နောက်လိုက်အောက်ဆွဲများကလည်းဒီတိုင်းပဲဟာပြောနေကြတာပေါ့ရှင်နော်ဒါကြောင့်လို့ဗီဒီယိုပိုင်းတွေ့ရတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအခြေအနေလေးတစ်ခုကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငလင်လှုပ်လိုက်တယ်နော်ဒီငလင်လှုပ်လိုက်တာကလည်းစစ်ကောင်စီလုံးဝအထီးခိုက်မခံတဲ့နေရာတွေကိုခြေကုပ်ယူထားတဲ့နေရာတွေကိုလှုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့အုံအိုင်းတွေကိုပဲငလင်လှုပ်ခတ်သွားတာဖြစ်တဲ့အတွက် တကယ်ထိသွားတာကြတော့ဒီစစ်တပ်ပဲဖြစ်တယ်ပေါ့နော်။ဘာထိသွားလဲဆိုလို့ရှိရင်ပြည်သူလူထုကိုဟိုမကူနိုင်ဘူးမကယ်နိုင်ဘူးဆိုတဲ့အရေးချင်းကိုဝင်ဝင်ရှင်ရှင်ပို့ပြီးမြင်လိုက်ရတယ်။ပထမ2024ထဲမှာဖြစ်သွားတုန်းကအချိန်ရှိသေးတယ်။အဲ့ဒီအချိန်ကဘာလဲဆိုရင်ရေပေးလာတဲ့အချိန်မှာပြည်သူထောင်ကျော်တည်တယ်။အိမ်တွေပါမြုပ်တယ်တရွာလုံးနော်ရေလွှမ်းဟိုလွှမ်းမိုးတဲ့အထိဖြစ်သွားတဲ့သဘာဝဘေးဒီသဘာဝဘေးမှာတည်းကနော် စစ်တပ်ဟာဘာမှပြည်သူအတွက်လုံးမလုံးပေးခဲ့ဘူးဆိုတာကိုဒါတို့ထဲကလူတွေเนาะအဲဒီစစ်တပ်ရဲ့အဲကျောင်းအောင်နောက်ခံလုပေးနေတဲ့လူတွေကိုယ်တိုင်ကမြင်တွေ့လိုက်ရအဲ့ဒီအချိန်ရှိတယ်ရှင်အဲ့ဒီအချိန်ကနေပြီးတော့မှအခုအချိန်နေမှာသူတို့ခြေကုပ်ယူလာတဲ့နေရာတွေမှာကြီးပဲငလင်ကလှုပ်ခတ်သွားတာမြန်မာပြည်အလဲပိုင်းပေါ့ရှင်เนาะလှုပ်ခတ်သွားတာဖြစ်တယ်ဒီအပေါ်မှာလည်းပြည်သူလူထုကိုကူရကယ်ရမယ့်ကိစ္စတွေကိုဘာတစ်ခုမှ လုံးဝစိတ်ဝင်စားတာလုံးဝကိုလှစ်လို့ရှုပ်ပလိုက်ပြီးတော့မှနိုင်ငံတကာကိုခွက်ခေါက်အလူခံတာမျိုးတွေလုပ်တယ်။အဲ့ဒီကနေပြီးတော့မှတစ်စီငင်းငလင်ကိစ္စနဲ့တဘာဝဘေးအန္တရာယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုအကြောင်းပြပြီးနော်နိုင်ငံရေးအရာတခြားနိုင်ငံတွေကိုချင်းကပ်ဖို့ကြိုးစားတယ်။သူတို့အတွက်ဟိုကောင်းတာဖြစ်လာဖို့အတွက်ကြိုးစားခဲ့တော်များလေတကယ်တမ်းကမဖြစ်လာခဲ့ဘူး။နော်တကယ်တမ်းကမဖြစ်လာခဲ့ဘူး။အဲ့တော့ပြည်သူတွေကလည်းပြောနေတော့အရင်နှုန်းနဲ့ကချင်းနေတာယွန်နေတဲ့ချင်းပတ်တွေ ဖြစ်တဲ့အတွက်ကြောင့်မလို့အခုငလင်ပေးဖြစ်သွားတဲ့အချိန်မှာပြည်သူတွေကပိုယွံသွားတာအဲ့ဒီယွံသွားတဲ့ထဲမှာစစ်ကောင်စီရဲ့ကြောတော်နောက်ခံပေးနေတဲ့လူတွေလည်းပါတယ်နော်ဘာဖြစ်လို့လဲသူတို့ခံလိုက်ရတာဟုတ်နော်သူတို့ရဲ့မိသားစုတွေခံလိုက်ရတဲ့အချိန်မှာသူတို့ကိုယ်တိုင်စစ်ကောင်စီကိုယွံရှာမုန်းတီးသွားတာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒီအပေါ်မှာအမိတဟဲပြုတ်ပြီးတော့မှနိုင်ငံရေးထွက်ပေါက်ရဖို့စူးစမ်းတို့ညာလေအဲသူတို့ရဲ့အဲဒီပို့ပြီးတော့လူမုံများလာတဲ့เนาะလူမုံများလာတဲ့ဟာကိုပဲသူတို့က လက်ခံရခံစားရတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အာဆီယံကိုသူတို့ကတ်တယ်အာဆီယံကလည်းနော်ပထမတော့ကျမတို့ကအာဆီယံဘာကြောင့်ဒီမင်းအောင်လိုင်းကိုလူရတွင်းလာတလဲလို့စဉ်းစားနေတာပေါ့ဒါပေမဲ့အခုတော့တဖြည်းဖြည်းရုပ်လုံးပေါ်လာတာကဘာလဲဆိုရင်အာဆီယံကနော်ဒီနျူကလ িয়ার တပ်ပေါင်းကိုကိစ္စအမှားတွေကသူတို့ကတော်တော်စဉ်းစားနေပြီဖြစ်တယ်အခုငမင်းငလင်ကိစ္စမှာလေသူတို့မြင့်မြင့်ကူတွေတစ်စစ်တက်ရဲ့အရေးချင်းသူတို့သိသွားပြီပြောမယ်ဆိုလို့ရှိရင်ပေါ့ရှင်ဒီကောင်ကလူမိုက်တာဆိုတော့ဘာမှလည်းမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးသူတို့သိတော့ပြီပေါ့နော်အဲ့တော့ ဲ့လိုတည်သွားတဲ့အပေါ်မှာအာဆီယံကဘုံသဘောတူညီချက်၅ချက်ထပ်ကျော်လွန်ပြီးတော့เนาะဒီသဘောဝ BNDA နဲ့ပတ်သက်ပြီးတော့ချင်းကပ်ဖို့စူးစမ်းလာတယ်လို့ကျွန်မထင်တယ်နောက်တစ်ခုကဒီမလေးရှားကနေပြီးတော့ကေဆယ်ကြီးအဖွဲ့ကြီးနောက်တက်တုတ်ထွက်လွတ်တယ်ဆိုတာလေဒီအဲ့ဒီမှာလေးလာတုံးသက်မှုတွေပါလိမ့်မယ်ဒီနိုင်ငံရေးအရအဲတချို့ကိစ္စတွေပါလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဘယ်ဘက်ကနေပဲကြည်ကြည်ဘလို့မှအကောင်းမနေတဲ့မင်းအောင်လိုင်းမျိုးအဖွဲ့ပေါ့နော်စစ်အုပ်စုပေါ့နော်ဆိုတဲ့အခါကျတော့အခုသူတို့ ဒီသတင်းထုတ်လာတယ်ပေါ့ရှင် PDF တွေနဲ့ဆွေးနွေးမယ်ဆိုတဲ့သတင်းထုတ်လာတယ်ပေါ့ဒါပေမဲ့ပြည်သူဟာပြည်သူဟာတတန်နဲ့ထွက်ခဲ့တာဖြစ်တယ်ကိုအရင်အနေကစပြီးအာဏာသိမ်းတဲ့ကတွေးတွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့အကြံနဲ့ပဲတော့ကဲအခုသူတို့ဆွေးနွေးမယ်ဆိုပြီးထုတ်ခဲ့တဲ့ပထမတစ်ခေါက်သတင်းလုံးကလေပြည်သူကဒီအတန်နဲ့ထွက်ခဲ့တာဖြစ်တယ်အခုနောက်ဆုံးဒီတစ်ခေါက်မှာနော်အခုအခုအချိန်ဒီရက်ထဲမှာထုတ်လာတဲ့သတင်းအပေါ်မှာလေပြည်သူရဲ့အတန်ကဒါပဲမဆွေးနွေးဘူးနော်လုတ်ရရှိတာလုတ်နေဆိုတော့ဌာနဲ့ပဲသွားနေအဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့ရှင်မြင်းကလင်းဟာစစ်ကောင်စီကိုပို့ပြီးတော့ ိုရင်းရိုင်သွားစီတယ်ပို့ပြီးလှုပ်ခတ်သွားစီတယ်ဒါတမဝကြီးကတောင်းပါဒီမင်းစိုးမင်းညစ်ကြီးကိုအပြစ်ပေးနေတလားလို့တောင်းထင်ရတဲ့အထိသူတို့မှာတမဝဘေးအန္တရာယ်ကြောင့်တော်တော်ရိုက်ခတ်သွားတာဖြစ်နေအဲ့တော့ PDF တွေနဲ့တိုင်းရင်သားလက်နက်ကင်နော်တော်လိုင်းအဖွဲ့တွေအားလုံးကဒီငင်းကလေးမလာခင်တည်းကမြို့သိမ်းတိုက်ပွဲတွေကတောက်လျှောက်တောက်လျှောက်လုပ်နေတာဖြစ်နေတယ်သူကနေမြေတွေကိုနော် ပူပူပြီးဆုံးရှုံးလာတယ်နောက်ထပ်ဆုံးရှုံးဖို့လည်းရှိနောက်တစ်ခုကကျွန်တော်တို့အခုချိန်မှာဒီသတင်းပါကြောင်ထုတ်လာတာလေဆိုတော့ခံမှန်းလို့ရတယ်စစ်ကောင်စီလုံးဝဂျိုင်းနေနေတာဖြစ်တယ်လုံးဝအချိန်မခိုင်တော့တာနော်သူတို့အချင်းချင်းတဲမှာကိုယုံကြည်မှုပြည့်ပြည့်နေတာဖြစ်တယ်နောက်တစ်ခုကစစ်လက်မှတ်ထုတ်လုပ်တဲ့နေရာတွေကိုတွန်လိုင်းရေးတပ်ဖွဲ့တွေကတင်ပိုက်ထားတာဖြစ်တယ်ဝိုင်းနာကြတာဖြစ်တယ်အဲ့တော့သူတို့မှဘာဖြစ်လာလဲဆိုရင်ဒီစစ်လက်မှတ်တွေထုတ်လုပ်ဖို့အတွက်အရင်မမီတော့ဖြစ်တယ်ဒီလက်အခဲရန်တွေထုတ်လုပ်ဖို့အတွက်ဒီ budget သုံးဖို့အတွက်လေအဲသူတို့မှအများကြီးလိုအပ်နေတာဖြစ်သူထုတ်လုပ်နိုင်မဲ့ ဟိုပါပေါ့အလင်းမမီတော့ဘူးရှင်နော်အဲ့ဒီလိုမျိုးဖြစ်လာတယ်နောက်တစ်ခုကရခိုင်ရခိုင်အေးအေးတက်တော်ရဲ့လုံးဆောင်မှုသူတို့မြန်မာတီတီမြင်တွေ့နေရပြီဖြစ်တယ်အရေးချင်းကိုမြင်တွေ့နေရပြီလေရခိုင်ဟာရခိုင်ပြည်နယ်ကိုလက်ရှိချန်နေတဲ့မြို့တွေကိုဒီနှစ်ထဲမှာအပြီးသိမ့်ပိုက်နိုင်လိမ့်မယ်လို့ကျွန်မခန့်မှန်းမိတယ်ဒီနှစ်ထဲမှာရခိုင်ပြည်နယ်ကိုသိမ့်ပိုက်ပြီးရခိုင်ဟာဘယ်ဝင်ဝင်မဲဆိုရင်ပဲခူးကိုဝင်ဖို့လမ်းကြောင်းရှိနေပါတယ်တော့အခုလဲဒါပဲခူးကိုဝင်တချို့ဒီရခိုင်ဘက်ကနေပြီးတော့ရခိုင်တက်တော်အေးကဝင်နေဝင်ရောက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ မအားလာလို့စစ်အုပ်စုကအခုချိန်မှာတည်င်းမထုတ်ပေးတာပဲရှိတယ်နော်ဖုံးပြထားတာပဲရှိတယ်အတွင်းထဲမှာတော်တော်အချိန်ကြီးမလှတော့တဲ့အချိန်ကြီးကိုမြင်တွေ့နေရတယ်ဘုံမတွေကတော့ရှောက်ပြောနေတာပေါ့ရှင်နော်ရှောက်អော်နေကြတာပေါ့နော်အဲ့တော့တကယ်ကန်ဆိုးမိုးမောင်ကြနေတာ၄နှစ်ဆက်တိုက်ကန်ဆိုးမိုးမောင်ကြနေတာအဲ့ဒီစစ်အုပ်စုရဲ့အဲ့ဒီအာဏာရှင်တိုက်ပဲဖြစ်တယ်အခုလေသူတို့ကိုကန်တရားကြီးကလုံးဝအခွင့်မပေးပါဘူးနော်အဲ့ဒီလိုပဲနောက်ထပ်ဒီတဘာဝဘေးအန္တရာယ်တွေထပ်လာလို့ရှိရင်လည်းပဲသူတို့ကဒီထပ်ပို့ပြီးတော့ဟို စိုးရွားတဲ့လုပ်ရက်တွေကိုဆက်ဆက်တိုက်ဆက်တိုက်လုပ်နေဦးမှာပဲအဲ့တို့ပြည်သူကတို့ကိုချင်လာမယ်ရှင်လာမယ်အဲ့ဒီအချင်းအရာတွေကြောက်လေပြည်သူကနောက်မဆုတ်တာဖြစ်တယ်သူတို့ကတော့နိုင်ငံရေးကိုနော်ပြည်သူကိုဂယုမဆိုင်တာပြောချင်တာသူတို့ကပြည်သူကိုလုံးဝဂယုမဆိုင်တာပြည်သူကိုလုံးဝထိမတော်ထားလုံးဝထိမတတ်ထားတဲ့အတွက်အာဆီယံနိုင်ငံတွေကိုပေါင်းပြီးတော့သူတို့ကိုလူရသွင်းလာအောင်ဒူစာချင်ဖြစ်နေပေါ့နော်ဒါပေမဲ့အာဆီယံကအဲ့ဒီပုံစံမျိုးနဲ့လူရသွင်းလာလိမ့်မယ်လို့ကျွန်မမကြည့်ဘူး ဒီတပ်ပို့တဲ့ပါဝင်ပတ်သက်မှုမျိုးတွေရှိလာလိမ့်မယ်လို့ကျွန်မတင်တယ်ဒီကြားထဲမှာလည်းထွက်လာတဲ့သတင်းတွေကတော့အမျိုးမျိုးပေါ့ဖြစ်အမေရိကန်ကဝင်မာလို့ဘာလို့ပေါ့နော်အမေရိကန်အဲအမေရိကန်ကဘင်္ဂလားဒေ့ရှ်ကနေတဆင့်မစစ်ရေးကိုကူညီမယ်လို့ဒေါ်လာရေးကိုကူညီမယ်လို့ဒါတွေကတော့ထားလိုက်ပါတော့ဟုတ်လားမဟုတ်လားကျွန်မလည်းမသိဘူးဟိုဟိုအတီတကြလည်းယူလို့မရသေးဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုနည်းနဲ့ပဲဝင်လာဝင်လာဒါတွေကမကောင်းပါဘူးပြောချင်တာကဒါကကောင်းတဲ့အာဘက်ကိုသွားမှာမဟုတ်ဘူးဘယ်နိုင်ငံမှမဝင်လေကောင်းလေပဲအဲ့တော့ တော်လည်းရဲ့အဖွဲ့များနဲ့ပြည်သူများအားသိနာကြပါကျွန်တော်တို့လည်းလုံးဝအသာစီးရနေတယ်လုံးဝစစ်ကောင်စီကပြုတ်ကျဖို့အတွက်တဲတဲလေးပဲလိုလို့တယ်ဆိုတာကိုပြောချင်တယ်အဲ့တော့စီရေးချက်အဲ့ဒါကြောင့်နော်အဲ့ဒါကြောင့်သူတို့ဇွန်ခါနေလို့နော်ဘာမှနော်လေပတ်လို့မရတော့တိုက်လို့လည်းမနိုင်တော့အဲ့ဒါကြောင့်သူတို့ဇွေးနှွေးချင်တာနော်နော်တော်ထိုင်ရေးတမားတွေမှာအားကြနဲ့နော်တော်ထိုင်ရေးတမားတွေမှာအားကြနဲ့တီးတဲ့ချင်းငါတို့မနိုင်ဘယ်တော့မှနိုင်မှာမဟုတ်ဘူးနော်တီးတဲ့ချင်းအပြတ်ဖြုတ်မှာနော် play a part is ma so sui nui pho ma sin sa le sui nui pho ma sin sa le အဲ့စကူရီမရတော့မရတော့ကျွန်တော်တို့နိုင်ခါနေနေပြီဒီလေးကတော့ခုနောက်ပိုင်းမှာတကယ်ကိုမအကောင်ကြီးကြီးတွေပေါ့နော်ဘုံမှုကြီးအဆင့်လောက်တော့မဟုတ်ပဲနဲ့ဒီထက်ပိုတဲ့အာယာလူတွေနဲ့ပုပ်ကူတွေကိုကတ်စိတ်စိတ်ဖန်စီလာနိုင်တယ်ပေါ့နော်စစ်တုံးတန်းတွေအဖြစ်ဖန်စီလာနိုင်တဲ့သတင်းတွေကိုကျွန်တော်တို့စက်တက်ရှားနေရတာဖြစ်တယ်နောက်တစ်ခုကဒီနေပြည်တော်ရဲ့ပတ်ဝန်းကျင်မှာပေါ့ကျွန်တော်တို့တော်လည်း ရဲဘော်တွေ PDF တွေဝင်ရောက်နေနိုင်တဲ့ခြင်းကိုလည်းကြားနေရဖြစ်တယ်ပေါ့နော်အဲ့တော့2025ဟာကျွန်တော်တို့တော်လိုင်းရဲကိုနော်ချိန်ငွေရှာဘယ်ဘက်ကိုအလေးတောင်လဲဆိုတာကိုတိတိကျကျနော်သိနိုင်မဲ့အဲနှစ်တစ်ခုလို့ကမှန်းမိတယ်ပေါ့အဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့ခြင်းလေးတခုရှိတယ်ဖတ်လိုက်ရမှာမဟုတ်ပါဘူးကျွန်တော် video ဖိုင်ကြည့်လိုက်ရတာပါ CDN ဘူကြီးတယောက်ပြောထားပါပေါ့နော်နေပြည်တော်ရဲ့မိုင်20လောက်တာအကွာဝေးရှိတဲ့နေရာမှာကျွန်တော်တို့ PDF ရေးဖို့ရေးစစ်စစ်ပြုလုပ်ကြတယ်စစ်စစ်ပြုလုပ်ကြတဲ့အချိန်ဟာလည်း3နိုင်လောက်ကြတယ်ပေါ့နော်ဒီ3နိုင်လောက်ကြတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေဒီစုံတရားလိုက်လံပစ်ခတ်တာမျိုးခုခံတာမျိုးမရှိခဲ့ဘူးတက်ခတ်တာမျိုးမရှိခဲ့ဘူးအင်းဆိုတော့နေပြည်တော်ဟာသူတို့ရဲ့အတ္တဘူးဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးဟိုဟိုလုံကြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြည်တော်တို့ရန်ကုန်လို့ပေါ့ရှင်နော်မန္တလေးအပောင်ပဲပေါ့နော်ဒါပေမဲ့ဒီကအဓိကနေပြည်တော်အဲ့တော့အဲ့လိုနေမျိုးမျိုးမှာ -10 လောက်တော့ပေါ့ဝေးတဲ့နေရာမှာ ပီဒီအက်ရဲဘော်တွေတော်လိုင်းရေးတပ်ဖွဲ့တွေရောက်နေတာစစ်ကောင်စီကမသိတာလားဒါမှမဟုတ်ဗျများနေရလားပေါ့နော်ချုပ်ချက်ကတ်နေရလားပေါ့ဘာတွေလုပ်လို့ဘာတွေကံရမှမသိတော့တဲ့အချိန်ကံကြီးလက်မကံကြီးအချိန်မျိုးကိုဖြစ်နေတာလားဒါမှမဟုတ်တို့ရဲ့အတွင်းထဲမှာဘာတွေဖြစ်နေလဲပေါ့နော်တခုခုတော့တခုခုပဲပေါ့နော်ဒါနောက်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အတောင်းအတောင်းရရဘာလဲဆိုလို့ရှိရင်ဒီ ငလီလောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။အဲ့ဒီအပေါ်မှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးနော်ဒီအချိန်မီအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီဟိုစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူး။မလုပ်ပေးခဲ့ကြပဲနဲ့သူတို့တခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခေါက်တာလောက်နေလို့အာယုံဆိုင်ပြီးတော့လုပ်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီအထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးပေါ်မှာစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်။သတင်းတွေလည်းဖုံးထားတယ်ပေါ့။ တော့ငကူတွေကဟာဘောမဆိုတဲ့တစိ့ကိုချစ်ချင်းနဲ့ခံယူကားတော့သူတို့အပြင်းနဲ့သူတို့လည်းသတင်းမထုတ်ရဘူးမအော်ရဲမပြောရကြဘူးရှင်အဲ့လိုနေသားမှုဖြစ်တဲ့အတွက်ကြောင့်ဒီသတင်းတွေကို PDF တွေနေပြည်တော်နားရောက်လာတဲ့သတင်းတွေကိုပြည်သူစီကမရလာလည်းဖြစ်နိုင်ရေပေါ့နော်ဒါတော့ခံမှန်းကြည့်ရပါတော့ဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်တွေနော်ဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတရောက်အောင်ပါဝင်တက်တက်နှက်ကိုဖမ်းမိတယ်ဖမ်းမိတာကလည်း အဲဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲယမ်းတွေအပါအဝင်တို့ရဲ့ပစ္စည်းတွေအားလုံးဟာတော့ကုန်းတွေလည်းအများကြီးပါတယ်လို့ပြောတယ်။အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးက3000ဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ရှင်နော်။အဲ့တော့အရှင်ဖမ်းမိတယ်ပေါ့။အဲ့ဒီအရှင်ဖမ်းမိတဲ့တတိယကိုစစ်ကောင်စီကဘလို့ထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေလိုက်လံပြစ်ခတ်လို့တင်သွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်။အဲ့တော့တော်လိုင်းရဲ့ဘက်ကအခွင့်အရေးတွေပြန်ပြီးထုတ်ပြန်ထားတာဒီဒီလူတွေကတို့ရဲ့လက်ထင်မှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်။အမှန်တမ်းမှစိတ်ဝင်စားကြရလဲကောင်းတယ်။နောက်တစ်ခုက ဒီဘုံမူး၃ယောက်ဟာဘုံမူးအပောင်ဝင်တက်ကြက်၂ယောက်ဒီ၃ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုသတင်းပေးတာကနေပြည်တော်မှရှိနေတယ်ပြေဒီရတင်ပြတာဖြစ်ပါတယ်ဒီသတင်းပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိတိတိယောက်ယောက်အသုံးချလိုက်နိုင်တာတွေ့ရတယ်မှတ်မှပေးယူမြရလို့ရှင်ဆိုတဲ့ခါကျတော့ပြည်သူရှိရသတင်းမရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကြည့်သက်ဆပောက်ကိုရှင်သက်ဆပောက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ဟာဘလို့တွေပဲစူးစမ်းနေစူးစမ်းနေသူ့ရဲ့အရှုံးပွဲတွေကိုပဲကျွန်တော်တို့ကမြင်ရမှာကျွန်တော်တို့ပြည်သူတို့ကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှိရပေါ့ရှင်နော်နောက်ခုက ဟိုကျွန်တော်စီရီကြီးကိုပြန်ပြီးသုံးတက်မယ်ဆိုလို့ရှိရင်အခုချိန်မှာနော်ဟိုအရင်တော့ကလိုမျိုးဘုံမူအဆင့်လောက်တွေမဟုတ်တော့ဘူးနေဘုံမူအဆင့်တက်ကြီးတဲ့လူတွေပုံကိုယ်တွေကိုဒါခက်စိတ်စိတ်ဖမ်းလာဖမ်းမိရေပေါ့နော်အဲ့အနေအထားမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကတော့အမတန်အားရတယ်နော်ဟိုပြည်သူတွေကိုလည်းပြောချင်တယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်မမလေးရှားမှာရှိနေတဲ့ဟိုကပေါ့နော်ဒီပြောလို့ပြည်သူတွေပြောချင်တာပေါ့ကျွန်တော်တို့ဒီတော်လန်ရေးအဖွဲ့ကြီးရဲ့ စောင့်ဝင်နေရေးဟာအရေးကြီးပါတယ်။တို့ရဲ့စောင့်ဝင်နေရေးတို့ကကျမတို့ဒီကိုယ်လဲပါဝင်တဲ့လူတွေလည်းအရန်ကြီးဖိအားမဖြစ်ရအောင်အရန်ကြီးမများရအောင်တစ်နေ့တစ်ကြက်မလေးရှားရင်းနေတစ်နေ့တစ်ကြက်တလောက်ကို30နဲ့ကျမတို့ group တွေဖွဲ့ရတာရှိတယ်။အဲ့ဒီကနေပြီးတော့ရတဲ့ဒီထောက်ပံ့ငွေပေါ့ရှင် ထောက်ပံ့ငွေဟာရဲဘော်တွေရဲ့လက်ထဲကိုကျမတို့စားနပ်ရိက္ခာအဖြစ်နဲ့လဲသွားတယ်ဒီ uniform တွေလုတ်အိုင်လဲဝယ်ပေးတယ်နော်ဟိုလူရင်လူတဲ့နေရာကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့နော်တစ်နေ့တစ်ကြက်တလောက်30နဲ့ပါဝင်ခြင်းတဲ့လူများနေကျမတို့ဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျမဒီများနေတစ်ခါလေးကြောင်ညာပေးမယ်ပေါ့ရှင်နော်။ဆိုတဲ့အခါကျတော့ဒါလေးကတော့ကြောင်ညာဝင်တာပေါ့။ကျမတို့က တော်လန်ရေးကိုကုမယ်ဆိုလို့ရှိရင်မွေပြည်သူကျွန်တော်တို့ပြည်သူတွေကတော့ဟိုမွေနဲ့ပဲကုမရမယ်တခြားအရာမရှိဘူးเนาะအတက်လည်းမမနိုင်ဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့ကရှားတဲ့ညီးကြီးနဲ့ကုနေတာဖြစ်တယ်ပေါ့เนาะဂျာနေမှာလည်းကျွန်တော်တို့ campaign တွေတိန်းတထောင် campaign တွေလုပ်ခဲ့တယ်အောင်မြင်တယ်เนาะတရားရဂိုင်းလုံးမဟုတ်အောင်မှ80ရာဂိုင်းလုံးလောက်အောင်မြင်တယ်เนาะဒီဂျာနေမှာလည်းပြည်သူတွေရဲ့ပတ်ဖို့ကလိုအပ်နေသေးတယ်အခုဆိုလို့ရှိရင်ဒါ2025မှာကြားနေရတဲ့သတင်းတွေရဆိုရင်ရှင်ရေးစည်းရေးအချိန်က2025မှာအမြင့်ဆုံးအချိန်တွေမျိုးကိုရောက်မှာဖြစ်တယ်ပေါ့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကအခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကိုတော်လိုင်းအဖွဲ့တွေကိုပို့ပြီးတော့မှပတ်ပေါ်ရမယ်အချိန်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျွန်မကဒါကြီးကိုတော်လိုင်းဝင်ရင်းဖြစ်ပါတယ်။အဲ့တော့ တော့နောက်တစ်ခုသတင်းကတော့ဘာလဲဆိုလို့ရှိရင်ဒီမုံရောင်ဘက်ကိုစစ်အင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနပ်ပါခါကနေပြီးတော့အာစစ်အင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့ဆိုတော့သူဒီစစ်အင်အားဖြစ်တင်းနေတဲ့နေရာမှာလဲကားအစီးတရာတော့ရှိတယ်လို့ဒါသတင်းရတယ်အဲနောက်ပြီးတော့ဆစ်လက်နက်ခဲရန်တွေကလည်းပြပြဆုံဆုံဟိုထည့်ပေးလိုက်တယ်လို့ဒီကသတင်းရတယ်နော်အဲ့တော့လူဝယ်ပစ္စည်းအများကြီးပေါ့ရှင်လူဝယ်ပစ္စည်းအများကြီးနဲ့နော်ဒီစစ်အင်အားဟိုကားအစီးတရာလောက်နေဆိုတော့စစ်ပွဲကြီးကြီးဒီမုံရောင်ဘက်မှာဖြစ်လာနိုင်တယ်ဒါကြောင့်မုံရောင်မှာရှိနေတဲ့ပြည်သူလူထုကိုသတိထားရအောင်ဒီသတင်းတွေကိုအဲဒီသတင်းကိုဟောထုတ်ပေးရဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ အဲ့ဒီစစ်ပွဲကိုเนาะအဲ့ဒီစစ်ကြောင်းကိုဦးကြီးဦးဆောင်လုပ်တာကတော်လန်ရေးအဖွဲ့တွေကစစ်တုပ်ပန်းအဖြစ်ခါနာပြီးတော့မှပြန်လွတ်ပေးလိုက်တဲ့စစ်တုပ်ပန်းတရားဖြစ်တယ်လို့ဒါပြောထားတယ်ပေါ့เนาะဆိုတဲ့ခါကျတော့စဉ်းစားဖို့ပါတော်လန်ရေးအဖွဲ့တွေရောเนาะကျွန်တော်တို့ PDF တွေပေါ့ပြောချင်တာကကျွန်တော်တို့ရန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်မြေမြုပ်လိုက်ပါရှင်းရှင်းလေးပဲပြောတာဒါပါရန်သူကဘယ်တော့မှကုလူဖြစ်မလာဘူးဒီချိန်ထိစစ်ကောင်စီဘက်မှမမမမရက်တည်ပြီးတော့ တေပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေကဘယ်နည်းနဲ့မှပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုပ်ပန်းတွေကအင်မတန်ကအန္တရာယ်များတယ်ကျွန်တော်တို့ဆရာကြီးတွေလည်းပေါက်ကားမှာဖြစ်တယ်လို့အခုကျတော့လွတ်ပေးလိုက်တဲ့လူကပြန်တိုက်မဲ့အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါသိရတယ်ဆိုတဲ့ခါကျတော့ ဒီစစ်တော့ဘန်းတွေကိုပြန်မလွတ်ပေးပါနဲ့ဒါကိုတော့ပြောချင်တယ်နောက်ကတော်လည်းတခွေတွေသတိထားဖို့ပါနော်အခုစစ်ကောင်စီကလေရင်နဲ့ဒါသူကလေရင်တစ်ခုနဲ့ဒါအားကိုးပြီးတော့တိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လေရင်ကိုပဲသူတို့အသုံးပြုမှာဖြစ်တဲ့အတွက်ဒီဆက်တွေပစ္စည်းတွေဆက်တွေအထိုင်ဆက်တွေစကားပြောဆက်တွေကိုအမှန်တမ်းမှလုံခြုံရေးသတိထားဖို့လိုအပ်ပါတယ်နော်ဒီဟာတွေကို location လိုက်ပြီးတော့ဒီနေရာတွေမှာဘုံကျဲဖို့အစီအစဉ်ရှိတယ်လို့ဒါတရင်အတိအကျရလာတယ်ပေါ့ရှင်ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လည်းအခွေတွေကိုလည်းဒါလေးတွေကိုတော့သတိပြုဖို့ ဒါပြောခြင်းနေပေါ့နော်အဲ့တော့ကျွန်တော်2025ရဲ့စစ်ရေးဟာကျွန်တော်တို့ပြည်သူလူထုအတွက်ကတော့နော်အရေးတစ်ခုအပြောင်းအလဲတစ်ခုကိုတိတိကျကျမြင်ရမယ်အဲနှစ်တခုလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းစီးရေးဆိုတာနောက်ဆုံးနောက်ဆုံးဒါတတိယလိုင်းလို့ခေါ်လို့ရတယ်ပေါ့တတိယသွားမယ်ဟာပေါ့နော်အဲ့တော့ဒီပုံမှာလည်းဒီအယူချင်အနေနဲ့ကျင်ညာထားတာရှိတယ်နော်ဒီလိုနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့ကျင်ညာထားတာရှိဒါတွေကခဏခဏကျင်ညာနေရပဲပေါ့နော်အခုတကယ်ဖြစ်လာမယ့်စစ်ပွဲတွေကပို့ပြီးတော့အရင်ထက်ပို့ပြီးတော့ဒီမှာပဲအရင်ထက်ပို့ပြီးတော့ပြည်စည်းဆုံးရှုံးမှုတွေများမယ်ဒါကြောင့်ဒီလိုလူလူတွေနဲ့အထူးတတိထားဖို့ပေါ့ရှင်နော် လေးထားကြဖို့ရှောင်ရှားကြဖို့ပြင်ဆင်စရာရှိရတယ်ပြင်ဆင်တာဘူးလိုအပ်တဲ့ပစ္စည်းတွေကိုတပါတယ်ယူထားဖို့ဟိုနှိုးဆော်တယ်ပေါ့ရှင်เนาะအဲ့တော့ဒီပြည်သူများအနေနဲ့ဒီဒီဘက်မှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေပေါ့ရှင်အမှန်တရားကိုမျက်နှာလေးများအနေနဲ့เนาะတော်လှန်ရေးကိုပုံဝင်ပေးကြပါအယုံဆိုင်ပေးကြပါတချီထပ်ပြီးတော့ယုံကြပါစို့လို့ပြောကြရင်လည်းကျွန်တော်ဒီသတင်းလေးကိုလာပြီးတော့ဒီမီတင်းဖြစ်ပါတယ်ကျွန်တော်တို့တော်လှန်ရေးเนาะဘယ်အချိန်မှာနော်အပီးတက်မယ်ဆိုတာမသိပေမဲ့အခုချိန်မှာကြားနေရတဲ့သတင်းတွေကကျွန်တော်တို့တော့ကလုံးဝအားရကြတဲ့သတင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့နော် ပြည်သူတွေစိတ်တမကြပါနဲ့နော်ပြည်သူတွေစိတ်တမကြပါနဲ့ပြည်ပမှာရှိနေတဲ့လူတွေလည်းဒီတော်လိုင်းရုပ်ကိုပေါင်းပေးကြပါနော်ဒါအောင်ကျွန်မထက်ကထက်ကတောင်းဆိုပါရယ်ပေါင်းဝင်တင်တဲ့လူများကျွန်မကိုဆက်တင်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီဗီဒီယိုဖိုင်လေးမှာခါးလေးတင်ပြလိုက်ပါချင်းတင်ပါနော်သူပြောတဲ့အထဲမှာကျွန်တော်ကြိုက်တာတစ်ခုရှိရနော်အဲ့ဖန်မီရဲ့စစ်တူပန်နေကိုပြန်မလှပေးပါနဲ့သူတို့ကတော့နော်ကျွန်တော်တို့လက်ထဲရောက်လာတဲ့အချိန်မှာကတော့စစ်ကွေးကိုမထောက်ခံတယ်လို့သူတို့နေမှာပဲသူတို့ပြန်ရောက်ရင်နော် ကျွန်တော်တို့ကိုပြန်ဆိုတာပဲအဲ့ဒါကြောင့်နော်ပြီးရင်နော်တခုရှိသေးတယ်အဲ့အလင်းကိုဝင်လာတဲ့လူနော်ကိုမယုံကြည်ကြပါနဲ့အလင်းကိုဝင်လာတဲ့လူတွေနော်တိတ်မယုံကြည်ကြပါနဲ့နော်တဆူရီဖြစ်နိုင်တယ်ကျွန်တော်တို့ကိုထိုးကျွေးမဲ့လူတွေဖြစ်နိုင်တယ်နော်ပြီးရင်စစ်တူပန်းနေကိုပြန်မလှပ်ပါနဲ့နော်ပြန်မလှပ်ပါနဲ့မကျွေးနိုင်ရင်နော်သူပြောတယ်လို့ပဲမြေမြုပ်လိုက် အခုစပွဲဖြစ်နေတာပဲအဲ့ဒါကျွန်တော်တို့ရက်ဆက်တာယုံမာတာမဟုတ်ဘူးเนาะစစ်ကိုစစ်နဲ့တူအောင်တိုင်းမှာငါတို့အောင်ပွဲရမယ်လို့ပြောချင်တယ်เนาะโอเคโอเคဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဖိုင်မှာပြန်တွေ့ကြမယ်เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်